မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဖုန်းကောင်ရေးသားသောအကုသိုလ်ကံပြစ်စခတ်မှာပင်ခံရပြီဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာ ဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်ကံကိုယုံရမည်ကံ၏အကျိုးဆက်ကိုလည်းယုံရမည် ကံကိုယုံကြည်တဲ့ကဲ့သို့ကံ၏အကျိုးဆက်တို့ကိုမုတ်ချယုံကြည်သူသည်သာလျှင် ထေရဝါဒဗုဒ္ဓဘာသာဝင် အစစ်ဖြစ်လေသည်ကံနှင့်ပတ်သက်ပြီးဖုံးတော်၆စုံနှင့်ပြည့်စုံတော်မူသောသုံးလောကသခင်မြတ်စွာဘုရားသခင်သည်မဟာပဋ္ဌာန်းဒေသနာတော်ကြီးတွင် ဟောကြားထားခဲ့ပြီးဖြစ်လေသည်ကျွန်ုပ်တို့လည်းနေ့စဉ်နှင့်အမျှရွတ်ဖတ်ပူဇော်မြတ်ဖြစ်သောပဋ္ဌာန်းကျမ်း၏ပစ္စယနိဒေသပါဠိတော်၏ကာမပစ္စယတွင်ကုသလကုသလံကမံဝိပါကနံခန္ဓာနံကတ္တရာစာယူပါနံကာမပစ္စေနပစ္စယောစေတနာ တပ်ပြုတ်တာကာဏံတမာဏံတန်သမှုဌာနနိစ္စယူပါဏကမ္မပစ္စေနာပစ္စယောဟုပြထားခဲ့ပြီးဖြစ်ပါသည်မိမိပြုသောမိမိလှုပ်သောမိမိကြံစည်ခဲ့သောကြံစည်နေသောစေတနာတို့သည်မိမိတို့အရင်းအကြီးတစ်ပွဲဖြစ်လေသည် ယခုကျွန်ုပ်တင်ပြမည့်အကြောင်းသည်လူသားများတို့တွင် အများဆုံးဖြစ်လေဖြစ်တာရှိသောအကြောင်းတစ်ခုဆိုပါလျင်ညှင်းဆိုဝန်ထမ်းရာမရှိပါ။စာဖတ်သူမိတ်ဆွေများအနေဖြင့်နိုင်ငံကျော်ဓမ္မကရီကအကျော်မော်ဆရာတော်ကြီးများဟောစဉ်တရားတပုတ်လိုမှတ်သားလိုက်နာကြီးညိုပွဲရာများမဖြစ်တော့လေ။တုဒ္ဒတခုတော့ရလိုက်မည်ဟုယူဆမိသဖြင့်ဤသို့အမှန်တကယ်ဖြစ်ခဲ့သည့်အကြောင်းကိုမြို့ရွာအမည်နာမဟူသည်များတို့ကိုအမည်ရင်းတိုင်းမဖော်ပြဘဲရေးသားတင်ပြလိုက်ရပါသည်။နေမြေဤသဘာဝတရားသည် တောတောင်များနှင့်ပြည်စုံနေသောဒေသဖြစ်သည်မြို့ငယ်လေးတစ်မြို့၏လက်ထက်ကန်းတွင်တည်ရှိပြီးတောင်သူလေယာဉ်လုပ်ငန်း တည်ဝါခုတ်တော်လုပ်ငန်းနဲ့အခြားတည်တော်တွက်ပစ္စည်းများဖြစ်သောပြည်ရည်နှင့်တည်တော်တွက်ပစ္စည်းများပေါ်ကျွဲဝသဖြင့်စီဝါရေးဖွံ့ဖြိုးသောရော်တရွာဖြစ်လေသည်။ကြေရွာသူကြေရွာသားများသည်ဝန်းစာအတွက်မိုးကောင်းလယ်များမှစပားဆိုက်၍ပူလုံနေ။တစ်ဖက်ကစီဝါမှာလည်းထက်ညက်ချက်သောအလုပ်ဖြစ်လေ။ရွာ၏အနောက်မြောက်ဘက်ရွံ့ရွံ့နှင့်မင်းသားကြတောင်နှင့်တခေမတောင်ဟုအမည်ရသောတောင်နှလုံးသည်အဝေးကကြည့်လျင်ခွဲမြအောင်တပေါင်းနှင့်ဟုထဲမှတ်ရလေသည်။ မင်းတကြတောင်တွင်တစ်ဝါများပေါ်သည်ဖြင့်တောက်သူမဟုတ်သူများအနေဖြင့်တစ်ခုတ်ဝါကုတ်ထင်းခုတ်နှင့်ပြမှုစိုးလှုပ်ခြင်းနှိဖြာပြီးတောင်စကောဖြာစသည်တို့ရက်လှုပ်ပြီးမြို့ပေါ်စည်းသို့တွားရောက်ရောင်းချရလေသည်မဖွေမျိုးသေးသောအခါကာလဖြစ်၍မြို့နယ်ကလေး၏ဈေးမှာလည်းငားရက်တစ်စေးသာစီကားမြဲဖြစ်လေသည်ထိုမြို့ကလေးနှင့်နေသူနေသားများ၏ရိုးသားမှုကြောင့်ပင်လည်းအုတ်ချွေ၏အရာရှိကိုလက်ထောက်မြို့ပိုင်ဟုခေါ်သောအရာရှိငယ်ယုံထံရသောမြို့ဖြစ်လေသည် တခေမတာဟုအမည်ရသောတောင်ပိုင်းတခေမကိုတနေ့လုံးရှိနေသူနေသားများကတလေးတစားရှိကြ၏။ယုံကြည်မှုလည်းအပြည့်ရှိလေသည်။မေသကြတောင်နှင့်ကျောက်တစ်ခုချထားပြီးတောင်ချင်းဆက်လျက်ရှိသောတခေမတောင်တွင် ထူဆန်းသောစမ်းကြယ်သောခံပြရဆန်သည့်အဖြစ်များရှိခဲ့ကြောင်းကိုမိလိုက်ကြသောအဖိုးအဖွားတို့ကဆိုလျက်တဖွားဖွားတသသပြောဆိုကြမည်ဖြစ်လေသည်။ တခေမတောင်ပေါ်တွင်နတ်တကားဟုခေါ်သောတနခါနတ်ရှိလေသည်ထိုတနခါနတ်သည်အများသုံးနေသောတနခါများထက်ပို၍အနံ့မှုေ့ကြိုင်တင်ပြ၏ရေချိုးကံအနံ့ကောင်းဖြစ်သည်ထိုတနခါနတ်ကိုစီဝါရေးအတွက်ခုတ်ယူရောင်းချခွင့်ပေးထားခြင်းတော့မရှိပါတောင်ပေါ်သို့ဖျားပန်းချိုးရန်နှင့်ဟင်းကျွေးဟင်းလျာအတွက် င်းရွက်စုံနဲ့မှိုးတို့မြစ်တို့လာရောက်ခွေယူကြသောမိမမများအနေဖြင့်အသက်ရွယ်ငယ်သူရောကြည်သူပါတောင်နှလုံးကိုခြားထားသောကြောက်ထဲတွင်စမ်းကြောင်းတစ်ခုရှိလေသည်ထိုစမ်းကြောင်းဤတနေရာတွင်ထူအိုင်တိုင်ရှိထိုထူးထဲတွင်ရေချိုးကြပြီးသည်နှင့်တခင်မတောင်အတက်ဆယ်တောင်လောက်အကျယ်ဝန်းရှိသောပြင်းကြီးတနေရာတွင်နတ်ကြောက်ပင်ဟုခေါ်သောတထောင်ခန့်သာသာရှိပြီးအမြင့်တထွားသာသာမြင့်သောကြောက်ဖြာတစ်ချက်ရှိလေသည်ထိုကြောက်ပင်ဘေးတွင်ဝဘိုးဝက်စစ်ကိုရေခွက်ပမာဖြတ်ထားသောဝဘိုးခွက်ထဲတွင်ရေမြက်ရှိ ထို့ကြောင့်ပြင်ထွက်တဲ့အားလုံးနဲ့အရှိအရွယ်ပမာဏအသင့်တင်ရှိသောရေမိုးချိုးတက်စင်ပြီးသောအမျိုးသမီးတို့တခင်မကြီးကြောက်ပြင်တွင်တနခါနှစ်ကိုအဘဒေယလိမ့်ချေကြလေသည်ထို့သောအမျက်တနိုးလိမ့်ချေရခြင်းအတွက်ကိုလည်းဝမ်းမြောက်ဂုဏ်ယူကြမည်ဖြစ်လေသည်ထို့သခင်မတောင်းတွင်အမျိုးသမီးများ၏ဘဝလုံခြုံရေးအတွက်အထူးလုံခြုံစိတ်ချရသောဒေတာဟုဆိုကြ၏ တနေ့လုံးကလည်းယုံကြည်ကြလေသည်အမျိုးသမီးများကိုအန္တရာယ်ပြုရန်ကြံရွယ်သောအမျိုးသားယောက်ျားများမှချက်ချင်းကြားကြိုက်ခံခြင်းနဲ့အခြားသောဘေးဒုက္ခကြုံတွေ့ရပြီးအသေးဆုံးနှင့်သေဆုံးရသည်ဟုအယိုးဆွဲအောင်ယုံကြည်ကြလေသည်တောင်တော်သခင်မကိုအခြားအမည်နာမတစ်ခုဖြင့်လည်းထင်ရှားပါသည်နှခါနှက်ပိုင်ရှင်သခင်မဟုလည်းခေါ်ကြလေသည်တနခါနှက်ပိုင်ရှင်သခင်မသည်ရှေ့အခါကဆိုလျှင်သခင်မပိုင်သောရွှေတဲနှင့်အဖို့တန်ကြောင့်မဲ့ယရနာလက်ဝတ်တစားပစ္စည်းများကိုတောင်တော်၏မြောက်ဘက်ကြောက်နံရံတွင်ရှိသောကြောက်သားလှိုင်ကူတစ်ခုတည်း တွင်ရှိနေသောကြောက်တက်သားကြီးတစ်လုံးတည်ရှိနေလေသည် ထိုကြောက်တဲ့သားထဲမှာရှိနေသောရွှေရည်နှင့်ကြောက်မြေရဏလက်ဝရဏပစ္စည်းများကိုရက်ချုပ်အကက်အသက်ပိုင်းချပြီးငှားရမ်းယူထားပြီး ဝစ်စင်နိုင်ကြရသည်ဟုဆိုလေသည်။ယခုအခါတွင်တစ္ဆာမဲ့သော မမန်းယူအမိရှိသောမိမတယောက်ကြောင့်နေတစ်ခုလုံး၏အလူဝဲများတွင်အမျိုးသမီးများအတွက်လူသာငှားရမ်းယူနိုင်သောရတနာတစ်သားကြီးကွယ်ခဲ့ရကြောင်းယနေ့တိုင်ပါဇက်အရာဇဝင်ဖြင့်ပျော်မဆုံးမအောင် ဖြစ်နေလေသည်။ထိုတောင်ကျယ်တွင် ရှိသောရာတွင်လူဒုလူစံတရားကိုရှိခဲ့ဘူးလေသည် အမိမဥတောင်ကြီးဟုအမိရလေသည် ရမောင်းကလည်း၄တောင်ဒွာလောက်မြင့်ကိုဟဗလာနှင့်ပြည်စုံပြီးဘာသာတရားကိုယူသေးကန်ဆိုင်သူဖြစ်လေသည်။ဦးတောင်ကြီးဇနီးမှာတော်ခင်မဲဟုအမည်ရ၏။ယနေ့အခေါ်လက်လုံလက်စားကြပန်းလုံးဖြင့်အသက်မွေးသောအိမ်တော်စုဖြစ်သည်။သားသမီးမထွန်းကား၍နှစ်ကိုယ်တည်းနေကြရလေသည်။ဦးတောင်ကြီးတွင်လှဲရောမရှိသဖြင့်တောင်ပေါ်တက်ပြီးဝါခုတ်ရရင်ဦးတောင်ကြီးတည်ဖို့လာခဲ့သောဝါများသည်ထိုစဉ်ခါကတော်လဲတစည်းစာလောက်ဝါများပါလေသည်။ ်စားတော့ရရင် ပြောင်းစံထမင်းကိုပင်တစ်ခွက်ချက်နုစီဘူးလေးဘူးချက်များစားနိုင်သည်ဟုဆိုလေသည်ထို့ရရင်အလုတ်ကိုင်းစူးစားပြီးအတော့စားခဲ့သောမောင်ချစ်ညို့အမိရှိသောသူနှင့်မဲအေးလေးအမိရှိသောသူတို့မှလူငယ်တဘာဝခင်မင်းကြ၍နှစ်ဖက်မိဘများကလက်ထပ်ထိမ်းများပေးခဲ့လေသည်အိမ်အောင်ကြပြီးတစ်နှစ်တစ်ခါမိဘများနဲ့အတူနေခဲ့ကြပြီး ိုးကိုအိမ်နဲ့ခွဲပြီးအိုးခွဲအိမ်ခွဲနေကြလေတော့သည်ပြီးပါများလက်ခွဲသော လေပွဲနဲ့ထတော်ကိုချစ်ညိုလို့လင်များကစူးစားလုတ်ကန်ကြသဖြင့်တစ်နှစ်တည်းတစ်နှစ်စီးပွားဖြစ်လာလေတော့သည်လေမင်းများတိုးချဲ့သလိုထတော်ကိုလည်းတိုးချဲ့ဝယ်ယူပြီးလုတ်ကန်လေတော့သည်အလုတ်ကန်တိုးတဲ့ကြီးဝလာသလိုမင်္ဂလာဆောင်စဉ်ခါကဦးကြီးပါကြီးနဲ့တွေးကြီးတွေးလေလို့လက်ခွဲလိုက်သောနမနှကောင်မှာယခုတော့တစတစနဲ့အကောင်ရင်များပြားလာခဲ့ပါတော့သည် ချစ်ညိုနဲ့မဲအေးလေးတို့မှာ ထပိုင်းလဲပိုင်းများဖြစ်လာသလိုနွားအုပ်ကလည်းတူတူတန်တန်ဖြစ်လာနေပါပြီ။စီဝါရေးမြင့်လာသလိုမိသားစု၏အနှစ်ရင်သွေးကလည်းတတယောက်တမိတယောက်ထွန်းကားလာခဲ့ပြီးဖြစ်လေသည်။စိတ်ရိုင်းကြမာဝင်လေပြီ။ချစ်ညိုထန်းတက်လျင်မဲအေးလေးကမြူအိုးကောက်ထညက်ချက်ထန်းတို့တော့တောင်သူတွင်ဝင်ကြနဲ့အားရတဲ့အချိန်မရှိခဲ့ပါအိမ်ရောက်လို့နားပြန်တော့အိမ်ဆဲလဲတာသမီရတနာများနဲ့ဘဝအမောပြေနေခဲ့ရမှာကျမစိတ်ရိုင်းဝင်လာခဲ့တော့သည် လူစားရိုးသားသောချစ်ညိုတယောက်အပေါင်းအသင်းများနဲ့ဒီနေ့ထရွေတွေတောက်လာလို့မဲအေးကလေးတန်တော်ဖြစ်ရလိမ့်ချေလိုလိုက်ကချေမပြတ်လင်းလိုလိုက်ကလင်းမသက်ဆိုတဲ့စကားလိုအိမ်သူလင်းယောက်ျားကိုအလိုလိုက်အကြိုက်ပြောပြီးဖြောင်းမြခဲ့တော့လဲချစ်ညိုကမရက်တော့မနာတော့ပဲတနေ့နဲ့တနေ့ပူပူ၍ကဲလာဆိုးလာလေတော့သည်သူနဲ့6လတနေ့ကြာရှည်လာတော့သည်ချစ်ညိုတို့ကြမ်းပြီအလုတ်ကိုင်းကိုကောင်းစွာပင်မလုတ်ကိုင်းတော့ထရေနဲ့အရက်တလဲစီတောက်ပြီးအချိန်ကုန်နေလေတော့သည် တနေ့သောညနေလောက်တွင်ချင့်ညိုအရောက်မူလာပြီးအိမ်ရောက်တော့ထမင်းစားရန်ထမင်းခုခိုင်းရာချင့်ညိုအကြိုက်အမဲသားဟင်းကပလာဖြစ်နေလေတော့သည် အမဲသားတောက်တဲ့အခါတွင်ကိုချစ်ညိုရဲ့မနေ့ကရောဒီနေ့ရောအသားတယ်မလားလို့ဟင်းလျာမပါတာတနေ့တော့ဖြစ်သလိုစားလိုက်ပါဟုတောင်းမှန်လေချစ်ညိုမှာဘာပြောညာမပြောထလိထားကိုယူပြီးနွားချန်ထဲဝင်သွားကနမတကောင်ကိုတတ်ဖြတ်လိုက်လေတော့သည်နောက်တကောင်လုံးအသားတန်းပြစ်လမ်းပြီးသူ့စိတ်ကြိုက်ကြော်လိုက်ချက်လိုက်ပြန်စားလေတော့သည်ထိုနေ့ကစားပြီးချစ်ညိုဘလူးတရဲစီသလိုဖြစ်လေတော့သည်ဘလောက်ပဲမူမူတပားသူကိုတော့ရံမူရံပြူခြင်းရံကားခြင်းတော့မရှိပါအလွန်ကြုံမူးယူလာပြီဆိုရင်တော့ရွာလေလမ်းမပေါ်မှာ ာခောက်တော့ခောက်ပြန်ပါဇက်ကိုဟာတာပြီးပြေးလေတော့သည် တိမ်ညွန့်စားတာဟုပြောလေသည်တို့နေမဲတနစ်မတနစ်ကြာမြင့်လာသည်နှင့်အမျှချစ်ညိုတယောက်အရက်တောက်စားနေရတွင်လူကအရက်ကိုတောက်မည်မဟုတ်တော့အရက်ကလူကိုပြန်တောက်နေပါတော့သည်အပြောင်းလဲဖြစ်လာသည် နိုင်ငံတစ်ဝန်းလုံးမငြိမ်မသက်တော့တကူတမျှတို့စူပူတောင်းကြသလိုဂျပန်ဖက်စစ်တို့ကလည်းလူမျိုးနဲ့ဘာသာသာသနာကိုနှိပ်စက်နေသောအခါရောက်လာတော့မိမိ၏ချက်မြုပ်ဖြစ်သောမွေးရာဇာတိတွင်နေထိုင်လို့မဖြစ်တော့သဖြင့်ဆွေမျိုးနှိစက်ရှိရာမျိုးကြီးပြကြီးကိုပြောင်းခဲ့ရလေတော့သည် တောနေဘွားနဲ့မြို့ကြီးပြကြီးတို့၏သဘောတဘာဝခြားနားချက်များကြောင့်မိသူများတားဆီးခြင်းစုံမစကားမရှိဘဲနဲ့ချစ်ညိုအရက်သေးသာတောက်စားနေခြင်းမှာအံ့ဩစရာကောင်းလောက်အောင်အရက်ပြက်လေတော့သည်ငကိုကခြံထဲကနွားကိုကိုယ်တိုင်တက်စားခဲ့သောချစ်ညိုအမဲသားကိုတော့မဖြတ်နိုင်ပါအသားမပါလျင်ထမင်းမဝင်ဖြစ်နေပါသေးသည်ဘာသာရေးမှာအားနေတာမှန်တော့လဲအရက်သေးသာတောက်စားခြင်းကိုတော့လုံးဝမရှိတော့ပါ ။သားရောသမီးတို့ပါအသီးသီးအိမ်ယာထူထောင်ကြပြီဖြစ်၍မြေးများပင်ပေါ်ပေါက်ထွန်းကားလာနေပြီဖြစ်လေသည်။အသက်မွေးမှုမှာလည်းကောင်းကောင်းကောင်းဝယ်ကြပန်းလို့တလို့တောင်ရတစ်ဖက်ဖြင့်မိသားစုစီးပွားရေးအတွက်စူးစမ်းနေပြီဖြစ်လေသည်။အတိတ်ကာလကစိုးခဲ့ပေးခဲ့သောနှစ်များကိုပင်မေ့လျော့၍နေချေပြီဖြစ်လေသည်။ယခုကောင်းမွန်စွာနေထိုင်သောတောက်စားမှုရသူကိုပင်စကားမပြောချင်တော့ အတော့ကိုအတိနဲ့နေထိုင်နိုင်ပြီဟုဆိုရမည်အချိန်ဖြစ်လေသည်။တစ်ချိန်ကအကုသို့အကျိုးပေးလေပြီ။အသက်အရွယ်ကလည်းထောက်လာခဲ့ပြီဖြစ်လေသည်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးပင်လည်းအာယုကတ္တန်တရားမှာသုံးလောကသခင်ဖြစ်ပွင့်ထွန်းတော်မူခဲ့တာဆိုတော့ယခုသာသနာနှစ်ကလည်း2500ရှိနေပြီဖြစ်သည်။ လူများ၏ဝါရအရာနှစ်တထောင်မှာလူအသက်နဲ့တစ်နှစ်ရော့သည်ဆိုရင်သာသနာနှင့်2500ဆိုတော့25နှစ်ရော့နေပြီဖြစ်လေသည်လူပြားများတက်တန်းမှာ85နှစ်ဟုပင်ဆိုနိုင်ပါသည်ချင်းညိုကြီးအသက်မှာလည်း80ကကျော်လာခဲ့လေပြီဖြစ်တော့ဇေဟာဤနှိမ့်ဆက်မှုကိုပင် ခံနေရခြင်းဖြစ်၍ ပြိုမြင့်နှုနယ်တော့ကလို့မဟုတ်တော့အတော်ပင်ချိနဲ့နေလေပြီမိသားစုကလည်းအိမ်မှုတောင်းဝန်လုပ်သူကလုပ်ကြစားမှုတော့အပြင်ထွက်ပြီးအလုပ်လုပ်ကြစီးပွားရှာနေကြရခြင်းဖြစ်လေသည်မိသားစုအလုံးကိုအထုတလဲသတိမပြုမိကြတော့တနေ့ညနေတွင်ညစာထမင်းစားကြရန်ထမင်းပွဲပြင်၍အဖချစ်ညိုထမင်းဝိုင်းရောက်မလာတော့သူအိတ်နေရာမှာအိတ်များအိတ်နေသလားဆိုပြီးကြည့်လိုက်ရာအိတ်ရာမှာမတွေ့ ဟိုဒီဒီတဖို့တဘာများတွားနေသလားစောင့်ရင်းနေညစာထမင်းစားလိုက်ကြလေသည်မိသားစုအလုံးထမင်းစားပြီးချိန်သည်ဥချစ်ညိုအိမ်မှာမရှိတော့သဖြင့်မိသားစုရောဆွေမျိုးသားချင်းများပါဥချစ်ညိုကိုရှာဖွေကြရလေသည်တရက်နှစ်ရက်သုံးရက်မြောက်တော့မှမြို့နှင့်ခုနမိုင်းရှစ်မိုင်းဝေးသောရွာတရွာကမိတ်ဆွေတယောက်ကအိမ်လိုက်ဖို့သဖြင့်ဥချစ်ညိုအိမ်ပြန်ရောက်လာသည်ဦးချင်ညိုအဖြစ်ကယခုခေတ်ကာလအနေနဲ့ဆိုရင်အယ်ဇိုင်းမားယောဂါဟုပြောရမလားပါပဲ။ တတိမေ၍အရာရာကိုမမှတ်မိတော့ပါမှတ်ညာအလုံးပျက်စီးနေပါတော့သည်ကျွေမျိုးတွေကအကြအမြင်များသည့်ဦးကြီးပါကြီးများကတစ်ချိန်လုံးကအရက်သေးစားအလွန်ကြုံတောက်စားခဲ့ပြီးသူများအသက်ကိုထင်းသလိုတက်ပြီးအသားစားကျူးခဲ့တဲ့ဝတ်ကြွေးအကုသူတွေကတမလုံးမကူးခင်ပစ္စခဘဝမှာနဲ့အကျိုးပေးတော်တာဟုပြောကြပါသည်သူတို့လည်းစကားအရပြောကြရပေမဲ့လို့ဥချစ်ညို့အတွက်စိတ်မကောင်းဖြစ်ကြရလေတော့သည်အကုသူလိုက်လာရင်ပြေးမလို့တော့ အိမ်မမိသားစုလူကုန်နဲ့ဆွေမျိုးသားချင်းများပါမကျန်ဥချစ်ညိုကိုဂယုတစိုက်စောက်ကြည့်ပြီးပြုစုစောက်ရှောက်နေကြရလေ အကုသိုလ်ကံဤစီမံမှုသည်လူဆယ်ယောက်ဆယ်နှစ်ယောက်ဝိုင်းကြည့်ရှုစောင့်ရှောက်နေခဲ့တော်လဲမြေသူများမတိလိုက်ရပဲအိမ်မပျောက်သွားပြန်ပါတော့သည်တိုးနှင့်ရခင်ကတွားခဲ့လာခဲ့ဘူးသောကြေးရွာဒေသများကိုလိုက်လံမေးမြန်းစုံစမ်းကြရှာဖွေကြရပါတော့သည်အလုတ်ပြက်အကင်ပြက်နဲ့ခုနှစ်ရက်ရှစ်ရက်ရှာကြရတော့အလုတ်ကိုလက်လျှော့လိုက်ကြလေသည်ရှာမတွေ့တော့သည့်အစုံနိုင်မှာတင့်သောပုဂ္ဂိုလ်များနှင့်ကြေးရွာဒေသများကိုမှားထားခဲ့ပြီးအလုံးပြန်ခဲ့ကြရလေတော့သည်အံ့ဩစရာလွန်စွာကောင်းလာပါသည် ဦးချင်းညိုကိုယခုချိန်ထိတည်တည်ရှင်တီကိုလုံးဝမသိရှိရတော့ပါဦးချင်းညိုဤတွေ့သားရင်းချာမျိုးဆက်များပဲမကြံတော့ပါအခုဆိုရင်မျိုးဆက်ပြတ်သွားပြီဟုပြောနိုင်ပါသည်ကျွန်ုပ်တို့မှာအဖအချင်းညိုကောင်းရာဘုံဌာနသို့ရောက်ပါစေဟုသာစုမုံကောင်းတောင်းရမှာတပါအခြားမရှိတော့ပါ။စာရေးသူပင်လည်းအသက်အရွယ်80ရောက်နေပြီဖြစ်၍ ကိုယ်တိုင်တွေ့ကိုယ်တိုင်မြင်ကိုယ်တိုင်သိခဲ့ရသောကိစ္စများဖြစ်၍စာချစ်သူစာဖတ်သူမိတ်ဆွေများအတွက်ရှင်းသာတင်ပြလိုက်ရခြင်းဖြစ်ပါသည်အခုတို့ကအမှန်ကြောက်စရာဟုသာနှလုံးသွင်းပြီးစင်ခြင်းရသာရှိပါတော့သည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်